။အသာလေးဖြည့်ဆွမ်းတဲ့မိမတော်အစဉ်6မိုင်းလေးပါတာမိင်္ဂလာပါ။မိင်္ဂလာပါ။ဟုတ်ပြီ။ဒါမိမတော်အစဉ်6တော့နည်းနည်းနော်။ဟုတ်ကဲ့။ Okay ဒါဆိုရင်မိမတော်အစဉ်6မှာ7ခုရှိတယ်။အဲ့တော့ခုနလိုမျိုးအကောင်းဆုံးမိမေအကောင်းဆုံးဖြစ်မေအားလုံးကြိုးစားမယ်နော်။အဲ့တော့အစဉ်ဖြစ်လာတယ်လေ။မိင်္ဂလာဆုံးဖြစ်ပြီနော်။ဒါဆိုရင်မိမတော်အစဉ်6စပါပြီ။ရှင်တော်ဘုရားရဲ့လက်ရှိမြေတော်ပြည့်ပြီ။26ခု။ရှင်တော်ဘုရားမှာပြတ်ထွက်တဲ့ရွှေလေးချင်းပြည့်တဲ့ချင်း ရှင်တို့ဘုရားယဉ်ကြီးအခြင်းအေကသတိကရှင်တို့ဘုရားယဉ်ကြီးအရှိအနောက်အနံပေးပေးပါရှင်တို့ဘုရားရဲ့စိတ်ဘုရားမှာထားရှိတဲ့စိတ်အလုံးကြီးဒီရန်တော်မှာတက်တယ်လို့ဘုရားရဲ့ယဉ်ကြီးမှာခေါင်းပေါင်းယဉ်ကျွတ်ဘယ်လောက်ရှိပါသလဲလုံးကျက်လုံးဘုရားရဲ့ပြာကမှာထဲသွင်းထားတဲ့အခန်းပေါင်းယဉ်ကျွတ်စိတ်ရှိခံရှင်တို့စီဒီတီထားဖို့ပဲကိုတိမ်ဘုရားကုန်းလုံးကိုရှာဖွေပေးတယ်လို့ရှင်ဘုရားမှာထပ်ပနာခဲ့တဲ့ကောလာဘုရားရဲ့အသောဆောင်ကြီး ေရုဘုရားရဲ့သမိုင်းကြောင်းကိုမြန်မာမုံတစ်ပါးသားနဲ့ကြောက်စံတင်ခဲ့တဲ့မင်းကြီးရဲ့အမိမင်းကြီးမင်းကြီးအဲ့ဒါကိုသိရအခုပါကယ်သမီးရဲ့6ဦးစလုံးဖြည့်ဆည်းပြီးတော့နော်6ဦးစလုံး အောင်မြင်မြင်နဲ့အကောင်းဆုံးကျေးဇူးပြုပြီးဆုကိုပူဇော်ခဲ့ကြတယ်။အဲ့တော့တသောမီမီရဲ့ပူဇော်မှုကိုလည်းဒီမှာဆရာတော်လေးပြည့်ပြပြီးတော့မှတ်ပေးထားတာရှိပါတယ်။အဲ့တော့မှန်တဲ့ခြေလေးပါမယ်၊မှန်တဲ့ခြေလေးပါမယ်เนาะ။ဒါပေမဲ့အများဆုံးချောင်းလုံးကတရုံများအကောင်းဆုံးဖြစ်ဆုသွားကြတာလည်းတွေ့ရပါတယ်။အဲ့ဒီတော့တောင်းရမီမီတွေအမှတ်တင်နေအတူနောက်ထပ်တစ်ဆင့်မှာဘယ်လိုပုံစံမျိုးနဲ့ဆက်ပြီးတော့ဖြေအောင်လဲဆိုတော့ဆက်ပြီးတော့တောင်းလို့ပြန်ဆောင်ပြပါအောင်เนาะ။အဲ့တော့အခုဆရာတော်လေးမှတ်ပေးကြည့်ချက်ပြပါမယ်။